ဂျာမီသင်းနီးပြဂျိုအချင်လိုကကွေးလက်လူဆမ်မီခီယာအနေနဲ့ချက်သားတရားကြောင့်ယူရိုဆီမီဖိုင်နယ်ပွဲစဉ်ကိုလွှဲချော်နိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ခီယာအီဂျီနဲ့ကစားမဲ့ quarter final မှာအဲ့ဒီတရားရခဲ့တာဖြစ်ပြီးအေရှင်ပြင်သစ်နဲ့ကစားမဲ့ဆီဖိုင်နယ်ပွဲမှာပါဖို့မတိကျပဲဖြစ်နေတာဖြစ်ပါတယ်။ဂျာမီသင်းမှာနောက်ခံလူဟမ်ဘဲကပွဲပယ်ခံရသလိုတက်စစ်မှုဘာရီယိုဂိုဘက်ကလည်းတရားကြောင့်ပြိုင်ပွဲအပြီးထိတရားမှာဖြစ်လို့ အားနည်းမှုတွေရှိနေပါတယ်ကျွန်တော်တို့လိုအပ်တဲ့ပြောင်းလဲတွေလုပ်ရပါလိမ့်မယ်ခီရီယာတရားအတွက်အမေရိကန်နဲ့စာထိုးရပါမယ်လို့ဒီပြဂျိုဝါချီလိုက ပြောပါတယ်ဂျာမီတင်းပါတင်းကောင်းဆောင်ရှဝင်းစတေကာကလည်းဒူးရွတ်ဆုပ်ပြဲတန်ရာကြောင့်ကြက်ခိုင်မှုအားနည်းနေပါတယ်စနေနေ့က quarter final မှာအီတလီကိုပနတီအဆုံးပြတဲ့တိုင်ပြီးစီးဖန်တဲ့ကိုဂျာမီတင်းရောက်လာခဲ့တယ်လို့ပြိုင်ဘက်ပြင်သစ်ကတော့အသေးငယ်အိုင်စလန်ကို9-2နဲ့တိုင်ရပြီး ဒီအစ်စ်ကိုရောက်လာခဲ့တာပါဂျာပတီတဲ့ပြည်သစ်တို့ရဲ့စီးပွိုင်တဲ့ပွဲတွေကတော့ဂျာတာရီနေမှာဘာစီးမျိုးက state develop drop queen တွေကစားကြမှာဖြစ်ကြောင်း writer သတင်းမှာဖော်ပြထားပါတယ်ကျွန်တော်အားဝင်ပါ